စစ်ကောင်မရှင်ကရွေကောက်ပွဲကာကွယ်ရေးဥပဒေကိုတုံးပြီးကရင်အမျိုးသားစည်းရုံး KNU ချင်းလန်အရခတ်သက်တော် AA နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့ကိုပါတရားစွဲဆိုထားပါတယ်စစ်ကောင်မရှင်ရဲ့ထုတ်ပြန်ချက်အရဥပဒေပြဋ္ဌာန်းပြီးမကြခင်အော်တိုဘာလကုတ်အထိ40မှုစုစုပေါင်းလူ88ယောက်တရားစွဲဆို အရေးယူခံထားရပါတယ် တရားစွဲဆိုအရေးယူခံထားရသူ88ယောက်ထဲမှာကရင်အမျိုးသားစီရော KNU က34ယောက်နဲ့ချင်းလန်းက18ယောက်ပါဝင်နေပါတယ်။ ထပြင်းမြန်မာ Internet Project MIP ရဲ့စီးရင်တွေအရနိုဝင်ဘာလ14ရက်နေ့အထိဖမ်းဆီးအရေးယူခံထားရသူ32ယောက်ရှိပြီးရန်ကုန်မှာ14ယောက်၊ကရင်နီမှာ9ယောက်၊ဧရာဝတီတိုင်းရှမ်းပြည်နယ်ကရင်ပြည်မှာ2ယောက်စီ၊ပဲခူးတိုင်းနယ်မွန်ပြည်မှာ1ယောက်စီနဲ့မြို့နယ်အသီးမပြူနိုင်သေးသူ9ယောက်လို့ဖြစ်ပါတယ်။ ဒီဂျစ်တယ်ဖိနှိပ်မှုအနေနဲ့လူမှုကွန်ရက်မီဒီယာကိုအသုံးပြုပြီးအတူအယောင်ရွေးကောက်ပွဲကိုဝေဖန်ပြောဆိုတာဒါမှမဟုတ်ဝေဖန်ထားတဲ့ post တွေကိုတုံ့ပြန် reaction ပေးတာကြောင့်တရားစွဲဆိုခံရသူတွေရဲ့သုံးပုတ်သဘုံကျော်ရှိနေတာဖြစ်ပါတယ်။ဒီဥပဒေကို2025ခုနှစ်ဇွန်လလမှာပြဋ္ဌာန်းခဲ့ပြီးရွေးကောက်ပွဲကိုနှောက်ယှက်သူမဲ့သမျှအနည်းဆုံးထောက်ဒဏ်3နှစ်ကနေအမြင့်ဆုံးတည်ဒဏ်အထိချမှတ်နိုင်တဲ့ပြည်ဒဏ်တွေပါဝင်ပါတယ်။ ဒီဥပဒေကိုလက်နက်လိုအသုံးပြုပြီးလူတအူးချင်းစီရဲ့လူလက်စွာ ထုတ်ဖော်ပြောဆိုခွင့်ကိုဓာတ်ရိုက်ချိန်ချောင်းနေရပဲဖြစ်ပါတယ်။ဒါကြောင့်ဒီဥပဒေဟာစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုကန့်ကွက်နေတဲ့ဘလူအင်အားစုကိုမစိုးဖြိုခွင်းဖို့နိုင်ငံရေးနယ်ပယ်ကနေအပီးတိုင်ဖယ်ရှားဖို့ရည်ရွယ်ချက်ရှိရှိအသုံးပြုနေတဲ့ဥပဒေဖြစ်တယ်လို့ MIB ကဆိုပါတယ်။